အဲနိုင်ငံရအပင်ကိုရကြတော့အရှိတဲ့အမရန်ကုန်မှာဆိုရှိတဲ့မြို့နယ်တိုင်းလိုက်ဆိုင်လိုက်ဆိုင်တယ်ကြီးမြင့်နိုင်ဆိုကြီးမြင့်နိုင်မှာရှိတဲ့အပင်ဆဲပင်လိုက်ဆိုင်တယ်ရှာပြီးတော့ဥမာလမ်းမတော်ဆိုလမ်းမတော်မှာရှိအပင်နေအများကြီးလိုက်ဆိုင်တယ်အဲဥမာဥမာရှိတောင်ကြားထဲမှာရှိတောင်ကြားထဲအပင်နေကုန်လိုက်ဆိုင်တယ်နေရောက်ပြီဆိုလဲပကံဆိုလဲပကံမန်လေးဆိုလဲမန်လေးတောင်ကြီးဆိုလဲတောင်ကြီးအဲ့လိုလိုက်ဆိုင်တာဘန်ကောက်ဆိုလဲဘန်ကောက်မှာရှိတဲ့ညောင်ပင်ကိုလိုက်ရှာလိုက်ရှာအညောင်ပင်ကိုပဲလိုက်ဆိုင်တာအဲ့လိုအဲ့လိုပေါ့နော်ဒါပေမဲ့ဂျိတ်ဆက်မိတော့အညောင်ပင်ကိုကွက်မြင်လာဟိုအိုးရဲ့နေလန်းလန်းမြင်လာ လှုပ်ကြည့်လိုက်အညောင်မင်းမသိရယ်တိရတဲ့လှုပ်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 လို့ကိုအုပ်ကိုပြအဲ့အညောင်မင်းကညီမသစိတ်တာဟမ်အဲဘာမီးနေရလဲတကားကဲစံကြီးစံညုံလေးနည်းနည်းလေးပြောပြလိုက်ပါအဲ့မီးပြီးသွားပါပြီတည့်ရဲသွားတယ်တည်ပါတယ်အဲ့လိုအဲ့လိုအဲ့လိုဖြူပူးပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တဲ့အသက်ကြီးလာလို့လေအသက်ကြီးလာတော့စိတ်ချမ်းသာတဲ့နေရာစိတ်ချမ်းသာတော့တည်ငြိမ်တဲ့ဟာလေးပေါ့နော်ဟိုအဓိကဘာဖြစ်လို့လဲမသိဘူးပတိစိတ်တရားထိုင်ခြင်းအဲ့အတွက်ကိုအချိန်ပေးခြင်းတာပြီးတော့အဲ့အဲ့ဒီငြိမ်းချမ်းမှုကသဘောကျနေတာပေါ့နော်အချိန်ပို့တော့အမဖရားတရားပို့လို့ဖြစ်တာပို့လို့ဖြစ်နေတယ်အဖရားတရားကိုဆွဲလန်းစီတာဆွဲလန်းမလို့စိတ်ချမ်းသာတယ် အော်နောက်နောက်ပိုင်းကျရင်ကိုကိုမှာပါသွားမှာဖရာတရားပဲပါသွားစရာရှိရေဆိုတော့အဲ့ဒါပဲဟိုဖရာတရားကိုပို့လို့ဖြစ်တာပေါ့တလမှာဆိုငငယ်၁၀ရက်လောက်ကိုပေးဖြစ်တယ်တရက်ဆို၄နိုင်ကြာပြီးစိတ်တာပြီးစိတ်ပေါ့နော်ဟုတ်တယ်ညောင်ဆယ်နေစိတ်တာကြာကြာအပင်အပင်900ကျော်သွားပြီအပင်900ကျော်သွားပြီအဲငငယ်ကအပင်900ကျော်တော့အာရှိတဲ့ အဲမရန်ကုန်မှာဆိုရှိတဲ့မြို့နယ်တိုင်းလိုက်ဆိုင်လိုက်ဆိုင်တယ်ကြီးမြင့်နိုင်ဆိုကြီးမြင့်နိုင်မှာရှိတဲ့အပင်ဆဲပင်လိုက်ဆိုင်တယ်ရှာပြီးတော့ဥမာလမ်းမတော်ဆိုလမ်းမတော်မှာရှိအပင်နေအများကြီးလိုက်ဆိုင်တယ်အဲဥမာဥမာရှိတောင်ကြားထဲမှာရှိတောင်ကြားထဲအပင်နေကုန်လိုက်ဆိုင်တယ်နေရောက်ပြီဆိုလဲပကံဆိုလဲပကံမန်လေးဆိုလဲမန်လေးတောင်ကြီးဆိုလဲတောင်ကြီးအဲ့လိုလိုက်ဆိုင်တာဗန်ကောက်ဆိုလဲဗန်ကောက်မှာရှိတဲ့ညောင်ပင်ကိုလိုက်ရှာလိုက်ရှာညောင်ပင်ကိုပဲလိုက်ဆိုင်တာအဲ့လိုအဲ့လိုပေါ့နော်အဲ့လိုစိုက်တာစိုက်တာပေါ့နော်အဲ့လိုလေးစိတ်ဟိုအဆောက်အရှောက်လဲကောင်းတာပေါ့အဲ့လိုပေါ့ဟုတ် ဟုတ်တယ်ဟုတ်တယ်ဟုတ်လားကြည်လာလားမနှုတ်လာဘူးလား ချီကျူတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဘာသာရေးလုပ်နေတော့ဘာသာရေးလုပ်တဲ့လူအချင်းချင်းဆိုလို့ရှိရင်လေးလဲလေးစားတယ်ချီလဲချီကျူတယ်ဘာဖြစ်လို့ဒီဘက်ကမှာကဘာသွားမလားဆိုလို့ရှိရင်နှက်ခါမငင်းတဲ့လူတွေပဲဖျားသွားမလားဆိုရင်မအားသေးဘူးပါများတယ်ပေါ့နော်အခုနန်းကင်လိုမျိုးသူပြောတဲ့ဒါတဲ့တင်းထဲမှာလည်းပါမှာပဲလေတွေးသမျှညောင်ပင်နေတိုင်းမှာလိုက်ပြီးသူကပတိစိတ်တယ်အမျှဝေတယ်ကုသိုလ်လုပ်တယ်ဆိုတာကဒါတော်ယုံတန်ယုံတရားတရားနဲ့မရဘူး ရောင်ပင်တပင်တွင်းဖို့တောင်မှတွေးနေလို့ပါဒါအាយရဖျောက်ကတော့ချင်မှာကတော့နေမယ်အဲ့တော့ तू ကညောင်ဆဲပင်မှာဒီကမာယုံမျိုးနေမှာဆိုလဲကမာယုံမျိုးနေရရှိရညောင်ဆဲပင်လုံးကိုလိုက်ရှာတာ तू မင်းသမီးတယောက်နေနဲ့ညောင်ပင်ညောင်ပင်ဆိုပြီးရှာတာလွယ်တာမှမဟုတ်တာเนาะလွယ်မလွယ်ဘူးဒါပေမဲ့ဂျိတ်ဆက်မိတော့အဲ့ညောင်ပင်နေကွာမြင်လားဟိုအိုးရဲ့နေလန်းလန်းမြင်လားလောက်ကြည့်လိုက်အဲ့ညောင်ပင်မှန်းသိရတိရတယ်လုံး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 ပြီးတော့အိုးကိုပြအဲ့ညောင်ပင်ကညီမသစိတ်တာ အဲ့လိုလေကြာလာတော့ဓာတ်တရရလာတော့မသိဘူးဘောနော် connection ရှိလား connection ရှိလားတော့မသိဘူးဘောဆိုညီမကတက်တကားစရာတော့မစိတ်မစိတ်ခင်တော့တစ်ခေါက်ပဲပူပြီးဒီနောက်ပိုင်းအပင်900ပြည့်ခဲ့တဲ့အခုဒီနေ့ဒီချိန်ထိမပူရသေးဘူးဘောနော်ဒါပေမဲ့အဲ့ဒါကိုလည်းဟိုစရာတော်နဲ့ဘောနော်အရေးဆက်ပါတဲ့ချိန်ကျတော့ဖူးဖို့တော့ရှိရဲ့အဲ့အတွက်ကိုလည်းအတွေ့အကြုံတွေနေနေစရာတော်နဲ့ဘောညာကြည့်ကြည့်မယ်ဘလို့ဘလို့စိတ်ရလဲဘောတချို့လူဆိုကံနေသစိတ်တာရှိရဲ့ရေကံနေစိတ်တာရှိရဲ့အဲပြီးတော့ အရွှေရွှေငါရွှေတဆိတ်စားရှင်မဟုတ်နန်းဟင်ကသာညောင်ဆဲပဲမယ်မြမပြည်တပြည်လုံးပြီးကြရဲ့ဟိုဘန်ကောက်အထိအဲ့လိုသွားစိတ်တာအဲ့လိုတော်တော်နဲ့နေချင်တယ်နဲ့နဲ့တော်တော်နဲ့အဲ့လိုအဲ့ဆိုအပင်တပင်သွားတိုင်းနန်းခင်စရာဆိုပြီးတော့အဲ့အပင်မာလေးစားလေးကက်ကက်ခရရမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတခါလေးဆိုရင်ရက်ွက်တစ်ခုချင်းစီမှာမတွေ့ဘူးလုံးဝမတွေ့နိုင်တဲ့ညောင်ပင်တော့တွေ့ရအုပ်စလိုက်အုပ်စလိုက်တွေ့ရတွေ့ပြီဆိုလေအပင်အကြီးကြီးပဲတွေ့ရ ုံးမဲ့အကြီးတွေပဲတွေ့တာအဲ့လိုပေါ့နော်အပင်တိတိလေးလက်မော်အကြီးတွေပဲတွေ့တာအဲ့လိုကိုကဒီတိုင်းပဲကြည့်နေဘေးကနေလက်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 ကြည့်လိုက်ညောင်းမယ်မယ်အဲ့လိုအဲ့လိုဒီနေ့မနေ့ဆိုရင်လေနိုင်ငံရေးဟိုဟာမှာကန်တော်ကြီးထဲမှာအမိနဲ့လမ်းလျှောက်တဲ့ချိန်မှာလက်လက်လက်ကြည့်လိုက်တဲ့ချိန်မှာအညောင်ပင်ဖြစ်နေ။အော်ငါဒီမှာလာဆိတ်ရအောင်မှာပါလားအဲ့လိုမျိုးလေးပေါ့နော်။ညောင်နဲ့သမီးပေါ့။ညောင်လေးအဲ့လိုလေးပေါ့နော်။ကိုကိုရဲ့ဟွာယုံကြည်ရာယုံကြည်ပေါ့အเจ้าပေါ့နော်။တချို့လူတွေကတော့ပြောမှာပေါ့ဟို ဟိုမကောင်းပြောတဲ့သူလည်းရှိမယ်ကောင်းတာပြောတဲ့သူလည်းရှိကိုယုံကြည်ရယုံကြည်ရပဲကွာကိုကိုယ်ကဆိုတော့ဒီဟုတ်အဓိကကတော့ဟိုဘယ်လိုလဲကောင်းမှုကုသိုလ်လုပ်တာပဲပေါ့ဟုတ်စိတ်နေစိတ်ထားကတော့ပိုပြီးအေဂျင့်လာတယ်ဘာမှရှင်ပြန်မှုလည်းမရှိဘာမှလည်းမဖြစ်ချင်ဘာမှလည်းမလုပ်ချင်အေးအေးဆေးဆေးပဲဘာအရင်တော့ဆိုရင်ရတော့ဟာဒါလုပ်ရမယ်ဒါလုပ်ရမယ်ဟာလုပ်ရမယ်တရားလို့ရှင်အခုကမလုပ်ရလည်းဘာမှမဖြစ်ဘူးမရရလည်းဘာမှမဖြစ်ဘူးမခေါ်လည်းဘာမှမဖြစ်ဘူးအဲ့လိုအဲ့လိုအဲ့လိုဖြစ်တာအင်တာဗျူးဖြစ်ရလည်းဘာမှမဖြစ်ဘူးလာလာမစင်းမဖြစ်ဘူးအဲ့လို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 ကြီးဖြစ်ကုန်တာပေါ့နော်အဲ့လို အသက်ကြီးလာရလဲပါတာပေါ့ဟုတ်၄နိုင်၄နိုင်တည့်ရက်ဆို၄နိုင်ပြန်နေတစ်ပတ်ကုန်အခုလိုမျိုးပူပြင်းနဲ့ຢာကြီးဆိုပူတော်ဆိုးတယ်ခါလေမိုးရပြီဆိုမိုးမိုးရည်ထဲမှာစိတ်ရတာမပြီးမချင်းကိုစိတ်တယ်ဒါပေမဲ့နိုင်ငံအလုပ်တစ်ခုလုပ်ပြီဆိုဇွဲအရန်ရှိတယ်တစ်ခုလုပ်တော့မယ်ဆိုစောင့်ချတေချလုပ်တော့ပေါ့နော်ဘယ်လိုလဲတနစ်ကြော်ပြီပေါ့ပင်900ကြော်ပြီဆိုပါလေဟုတ်တနစ်ကြော်ပြီဆိုတော့တလားပြီ10ပင်ပေါ့ဟာတရက်မှာဆို10ပင်အဲ့ဆိုအဲ ခုနှစ်ရက်ဆိုရင်အပင်80ဖြစ်နေပြီရောဘယ်လိုလဲအဲ့အတိတယောက်ကတငယ်ချင်းနဲ့ငားတယ်ပါနောင်ဆယ်ဝင်နေတယ်တဲ့အာဒီပါလိုက်ဝင်ပါလားဆိုဝင်ရင်းနဲ့အဲ့နဲ့ तू ကခုချိန်နေအပင်30ပဲပြီးတယ်ကိုက900ကျော်သွားတယ်အဲ့လိုအဲ့လိုအဲ့လိုလေး ရန်ကင်ကဘာသာရေးကိုအရန်လုပ်တဲ့အတွက်လည်းအရန်ကြီးကျူးသလိုနောက်ထပ်ကြီးကျူးတာတစ်ခုကအမေကိုအရန်ချစ်တဲ့သမီးဖြစ်တာကိုပိုကြီးကျူးတယ်။ဘာဖြစ်လို့ဆိုတော့အာသူကလည်းအငယ်ဆုံးသမီးကျွန်တော်လည်းအငယ်ဆုံးသားကျွန်တော်လည်းလိုပဲကိုယ်မိဘကိုကိုကဒါလှုပ်ကျွေးနေရသူနန်းခင်ကလည်းအငယ်ဆုံးသမီးမှမှသူ့မိဘကိုသူလှုပ်ကျွေးနေတဲ့ပုံမှာအရန်လည်းလေးစားတယ်။နောက်ပြီးတော့သူ့မမေဆိုလို့ရှိရင်နေမကောင်းတော့လေနေ့တိုင်းသူ့ခင်ဗျာအမေရဲ့ဒါဝတ္တရားတွေကိုတချို့ဆိုရင်ဒါမင်းသမီးဟိတ်မအားဘူးဆိုပြီးတော့လေဟိုဂယုမဆိုင်ပဲပြစ်ထားတဲ့လူတွေထဲမှာနန်းခင် မပါဘူးမနက်တိုင်းသူ့ကိုမြင်လိုက်လို့ရှိရင်သူ့မိကိုသူကပန်းချလိုက်ပို့ပြီးဟုတ်တယ်မနက်6နာရီခွဲ9နာရီအန်တီကလမ်းကောင်းကောင်းရှောက်နေတာမဟုတ်ဝီချဲနဲ့အဲဝီချဲနဲ့အတက်အစင်းလောက်ရတာမျိုးတွေပြီးတော့ဟိုအောက်ဆီဂျင်လည်းပေးနေရတဲ့အနေထားမှာဒါတရက်တာကိစ္စမဟုတ်ဘူးပေါ့နော်အခုဆိုနှစ်နဲ့ချီနေပြီเนาะအဲ့ဒါကိုမငီးမညူပြုစုလှုပ်ကျွေးနေတဲ့သမီးလေးမျိုးပို့ပြီးတော့ချီလက်ချီကျူးတယ်တကယ်လဲလေးစားရတယ်ပေါ့เนาะဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးပြုစုပေးနိုင်မှုဆိုတာလူတိုင်းမဖြစ်နိုင်ဘူး အဲ့တော့မင်းသမီးတွေထဲမှာပြုစုပေးနိုင်နေတယ်ဖြစ်တယ်အမအားတဲ့အမှုပညာလုပ်တွေရောဘာသာရေးလုပ်တွေရောရှိနေတာတောင်မှအမေရဲ့အစမရေးကိုဒီနေ့ဆိုလဲကျွန်တော် ရှူတင်ရှိတယ်သူကပြောတယ်မနေ့ဖက်မှာအမေကိုဘန်းညာလိုက်ပို့ရမယ်အမေကလေကောင်းလေးတန်းရှူဖို့လိုတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါပြီးအကိုရေလာမယ်နော်ဆိုကတိတည်တယ် ချိန်တိုင်းအချိန်ကိုရအောင်မီအောင်လာတယ်အဲ့လိုမျိုးပေါ့နော်နန်းကင်စရာဆိုတာလွယ်လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူးဆိုတာပရိသတ်ကြီးကိုပြောပြတာပါသူဒီလိုစ조사ပေးဆက်မှုတွေကြောင့်ဒီလိုတနည်းအားပရိသတ်တွေရင်ထဲမှာအမြဲတမ်းရှိပြီးတော့အားပေးနေတဲ့ဒါအမှုပညာရှင်တွေဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ခင်ဗျ